သွေးလိုတုပ်ကွေးယောဂအဖြစ်များနေတဲ့ဒဝေမြို့ပေါ်မှာခရင်ကျမ်းမာရေးဦးစီးဌာနနဲ့တနီတိုင်တိုင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်းပြီးမေလ17ရက်နေ့ကစလို့ယောဂကာကွယ်ရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေကြပါတယ်။သွေးလိုတုပ်ကွေးယောဂကာကွယ်နိုင်ဖို့အတွက်ချစ်စည်းဖျန်းတာပူးလုံးလက်သေးသေးခက်တာနဲ့သွေးလိုတုပ်ကွေးကာကွယ်ဆေးအသိပညာပေးလက်ကမ်းစာဆောင်ဖြန့်ဝေတာတွေလှုပ်ဆောင်နေပါတယ်။ဒိုဝဲမြို့ပေါ်ကသွေးလိုတုပ်ကွေးအဖြစ်များနေတဲ့တလိုင်းမှာတလိုင်းထိပ်ရက်ွက်နဲ့ဝဲကြိုးရက်ွက်တွေမှာဆောက်ရွက်နေကြတာပါ။ အခုမေလာပါထမပတ်အတွင်းဒိုဝဲစေးရုပ်ကြီးမှာအဖျားယောဂလက္ခဏာနဲ့စေးရုပ်တယောက်ကူတာနေတဲ့ကလေးတွေထဲက14ဦးမှာသွင်းလို့တုတ်ဝေးယောဂပိုးတွေ့ရှိခဲ့တယ်လို့ကျမရေဌာနနဲ့နိစ္စတူတွေစီကတရားပါတယ်။ယောဂလက္ခဏာတွေ့ရှိသူ14ဦးအနေအချို့ဟာပြန်ကောင်းပြီးစေးရုပ်ကစင်ခွေရပြီဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ကူတာနေသူတွေထဲဒိုဝဲမြို့ကအသက်6နှစ်အရွယ်မိကလေးတူသွင်းလို့တုတ်ဝေးယောဂနဲ့မိလ9ရက်နေ့မှာတည်ဆုံခဲ့ပါတယ်။ ဒူဝဲခိုင်ထဲသွေးလို့တုပ်ကွေးဖြစ်နေတဲ့နေရာဒေသတွေကတော့ဒူဝဲမြို့ပေါ်ကဝဲကျော်စမ်းချီတလိုက်မအိစီပြီးကညာရက်ွက်နဲ့တရချောင်းမြို့နယ်ကတရနှခွကြေးရွာရေဖြူမြို့နယ်ကကံပေါက်ဒေသမိချောင်းအိုင်ရွာနဲ့ကင်းနောက်ရွာတွေပဲဖြစ်ပါတယ်။